အလုံးမင်းမင်္ဂလာပါကျွန်တော်တို့ football live အစည်းအဝေးမှာပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိမှာရော်ဒန်ဟော့စပါအသင်းကတော့ဒါကျွန်တော်တို့ကာလာရှိဂျာဖလားဘူကောင်မှုကနေရက်တက်နိုင်ခဲ့တဲ့အကုန်လုံးပျော်ရွှင်ခဲ့တယ်ဒါပေမဲ့အခုလက်ရှိချိန်မှာဒါ reality ကိုပြန်လည်ပြီးရင်ဆိုင်ရမယ့်အချိန်ရောက်လာပြီဆိုတာကိုတည်င်းနေတဲ့သူတင်ဆက်ပေးခြင်းနဲ့ လက်ရှိမှာဒါတော်တန်ဟော့စပါတိနဲ့ဒါဒီနှစ်နွေရာသီရဲ့ပထမဦးဆုံးအပြောင်းအရွှေ့အတွက်တောင်လုတ်ခဲ့တဲ့ move ကိုတော့ကစားသမားဘက်ကနေပြီးတော့ညင်းပယ်ခဲ့တယ်လို့သိရတယ်မှာပါတယ်။အဲဒီစားကျွန်တော်နည်းနည်းလေးဒီဒီပြောမယ်ပြင်ကိုလက်ရှိမှာဒေါက်တာဟော့စပါတိရဲ့အပြောင်းအရွှေ့ဘာတွေဖြစ်နေလဲဆိုတဲ့အကြောင်းလေးကိုခင်ဗျားတို့ကျွန်တော်နည်းနည်းလေးဒီဒီလေးဆွေးနွေးချင်တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်အနေနဲ့ကြားလောက်သိရလောက်ကဒေါက်တာဟော့စပါတိနဲ့ဒါနီးပြကိစ္စကိုလာမယ့်ဒါကျွန်တော်ဂျွန်လာတာမှုပဲနဲ့ဇူလိုင်လအထိစပါတိနဲ့နီးပြကိစ္စကိုသိရမှာမဟုတ်ဘူးဆိုတဲ့ကောလာဟာလာတွေပဲထွက်နေခဲ့တယ်။အပြောင်းအရွှေ့ကလာမယ့်9ရက်တွင်မှာဒါ ဂျွန်တရက်နေ့ကဂျွန်ဆယ်ရက်နေ့ဒီခဏဖွင့်ပြီးဂျွန်16ရက်နေ့မှာပြန်ဖွင့်မှာဖြစ်တယ်အဲ့တော့ဒါဂျွန်တရက်နေ့ကဂျွန်ဆယ်ရက်နေ့ဒီဖွင့်မယ်အပြောင်းအရွှေ့ကတရက်လောက်ကလပ်ဝေါ်ကတ်တွေပဲဖွင့်နေဆိုပြီးတရင်းနဲ့ထွက်နေခဲ့လို့ကျွန်တော်တို့လူသားမဲအသင်းတွေအတွက် လုတ်လို့ရမယ်ဆိုတဲ့သတင်းတွေလည်းအများကြီးထွက်နေအဲ့တော့မသေးကြသေးဘူးပေါ့နော်အဲ့တော့လက်ရှိမှာ Tottenham Hotspur တဲ့နဲ့တို့အနေနဲ့တို့လက်ထဲမှာရှိတဲ့ကိစ္စတခုတို့အနေနဲ့အသုံးချဖို့တော့လက်ရှိမှာကြိုးစားခဲ့တယ်အတိကျတော့ကကျွန်တော်မှတ်မိကြမထင်တဲ့ Real Betis ကိုကျွန်တော် Tottenham Hotspur တဲ့က Losses ကိုဒါကျွန်တော်ရောင်းချထားခဲ့တယ်ရောင်းချထားခဲ့ချိန်မှာဒါကျွန်တော်ငွေသားအပြင်ကိုဒါကျွန်တော်သူတို့ရဲ့ကွင်းလေကစားသမား Defensive Midfielder ကစားသမားဖြစ်တဲ့ Johnny Cardoso ပေါ့နော်ဒါ American ကစားသမားလေးကိုကျွန်တော်အနေနဲ့သူတို့ရဲ့အဲ့ကစားသမားရဲ့ percentage တခု ပါစန်တေးတခုကိုကျွန်တော်တို့ဒန်နီယယ်လဗိုင်းကနေရယူခဲ့တယ်အဲ့တော့ဂျော်နီဒီကာဒိုဆိုနေလက်ရှိ real betis အသင်းထဲမှာဒါကျွန်တော်တို့ asset ရဈေးကြီးဆုံး asset ဖြစ်တဲ့အဲ့အဲ့တုန်းကဖြစ်တဲ့အတွက်ကြောင့်မို့ဒါဂျော်နီကာဒိုဆိုရဲ့ဒါကျွန်တော်တို့အကယ်၍ကာဒိုဆိုဆိုတဲ့ကစားသမားကိုလာမယ့်နေရာဒီမှာရောင်းချဖြစ်ခဲ့မယ်ဆိုရင်စပါးအသင်းနဲ့20နဲ့25ရာခိုင်နှုန်းပိုင်ဆိုင်နေဆိုတဲ့ကြောင့်ပြီးရတယ်အဲ့တော့စပါးအသင်းနဲ့ဒီနေရာမှာဒီလိုမျိုးပိုင်ဆိုင်တာတွေမဟုတ်ဘဲနဲ့သူတို့အနေနဲ့ဝယ်ယူမယ်ဆိုရင်ဝယ်ယူပိုင်ခွင့်ရှိတဲ့အကြောင်းကိုလည်းသိရတယ်မို့အဲ့တော့စပါးအသင်းကလက်ရှိလာမယ့်နေရာဒီမှာအတီးရတော့ကသူတို့ရဲ့လက်ရှိကွင်းလေကစားသမားဖြစ်တဲ့ဘီဇူးမားကိုအသင်း င်းကနေပြီးတော့တရားဝင်ထွက်ခွာခွင့်ပေးထားခဲ့ပြီးတော့ defensive midfielder နေရာတော့လာမယ့်နေရာဒီမှာကစားသမားကောင်းတယောက်ကိုခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေခဲ့တယ်အဲ့တော့ of course ခုနကကိုယ့်လက်ထက်မှာရှိတဲ့ကိုယ့်ခေကိုဘဲချင်းရိုက်ဘဲချင်းရိုက်တက်လို့ရတဲ့ဖလာဟုတ်ဘဲချင်းရိုက်တက်လို့ရတဲ့ဖားတကောင်ဖြစ်တဲ့ Johnny Cardo ဆိုကိုခေါ်ယူလို့ရတဲ့ Spa အသင်းကဒါ Valley ဖြစ်ဖြစ်နေပဲ season နဲ့ဒါ of course ခုနကဘယ်လိုပဲဒါကျွန်တော်တို့မှတ်မဲ့ရတာဒါတစ်ဖက်က Real Betis တောင်းနေစေဖြစ်တဲ့ပေါင်24သန်း Euro 24သန်းပေါင်30လောက်နေဒါ Tottenham Hotspur အသင်းက Johnny Cardo ဆိုကိုတရားဝင် Real Betis အသင်းကိုကန့်လန့်ခဲ့တယ်အသင်းကလည်းရှင်းတယ် Real Betis ကလည်း okay မင်းတို့ကန့်လန့်တာငါလက်ခံတယ်မင်းတို့အနေနဲ့ဒါကျွန်တော်တို့အမှန်ခုနကကစားသမားအတန်း60တန်းနေဘာလို့6တန်းရော့သွားလဲဆိုတော့ခုနကဘယ်လို ပါတင်25ရာခိုင်နှုန်းပိုင်နေတဲ့အတွက်ကြောင့်6တန်းရော်သွားတာဖြစ်တယ်အဲ့တော့ယူရို24တန်းနဲ့ဒါကစားသမားတရားဝင်ကန်လန့်နဲ့ Real Betis ကဒီကန်လန့်မှုကိုလက်ခံခဲ့တယ်အော်โอเคဒါဆိုဂျော်နီကာတော့ဆိုမင်းတို့ယူဆိုပြီးတော့စပါတင်ကိုလက်ခံခဲ့တယ်။ဒါပေမဲ့ပြဿနာအဖြစ်တကယ်ရည်ရတာကဒီနေရာမှာဒါအခုနောက်ပိုင်းမှာအသင်းကြီးတော်တော်များများကစားသမားတွေကိုပုံကူရေးရသဘောတူညီမှုအရင်ဆုံးဘာလို့ရအောင်ကြိုးစားလဲဆိုတော့ဒီလိုမျိုးနေရာမှာတွေ့ရတယ်။အဲ့တော့ဂျော်နီကာတော့ဆိုကစပါတင်ဒါဒီလိုမျိုးခေါ်ယူတဲ့အချိန်မှာသူတို့အနေနဲ့စပါတင်ကိုဒါ Real Betis ဘက်ကမငင်းပယ်ပဲနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ်။ဒါကြောင့်မှကာဒုစုကိုယ်တိုင်ကငင်းပယ်ခဲ့တယ်။ အပြင်ကတော့ရှင်းတယ်ဂျာဂျွန်နီကာဒူးဆိုကိုအခုလက်ရှိမှာယူရိုတန်း30ပေါင်24သန်းပတ်ချလဲဝိညာဉ်စပါအသင်းကန်လန်းလူကန်လန်းပဲအသင်းတသင်းရှိနေတာဖြစ်တယ်ဒီအသင်းကဒါသူတို့ရဲ့ပြည်တွင်းစပိန်အသင်းတသင်းဖြစ်တယ်လက်ရှိမှာအသင်းကြီးတသင်းဖြစ်တဲ့ Atletico Madrid ကဒါကျွန်တော်တို့ကာဒူးဆိုကိုလာမဲ့လူရာဒီမှာခေါ်ယူမယ်ဆိုတဲ့အကြောင်းကိုကာဒူးဆိုကိုအတိပေးထားပြီးသားဖြစ်တယ်အဲ့တော့ကာဒူးဆိုကိုလက်ရှိမှာဒါကျွန်တော်တို့စပါအသင်းသာလာပြီးတော့ခေါ်ယူခဲ့မယ်ဆိုရင်တော့ညင်းပယ်ပေးဖို့အတွက် Atletico Madrid ကနေပြီးတော့တောင်းဆိုခဲ့တယ်အဲ့တော့ကာဒူးဆိုကလည်းသူ့ကို တောင်းဆိုထားတဲ့အတိုင်းဒါကတိတိလောက်ကပေါ့နော်ဂျော်နီကာဒူးဆိုအနေနဲ့အခုလက်ရှိမှာ ှာ Atletico Madrid ကိုပြောင်းဖို့အတွက်ကောင်းငိန်ထားပြီးဖြစ်တဲ့အကြောင်းကို Spa အသင်းကိုတော့သူ့အနေနဲ့မပြောင်းရွှေ့နိုင်ပါဘူးဆိုတဲ့ဒါကျွန်တော်တို့ညင်းပယ်မှုကို Spa အသင်းကိုမနေ့ကညင်းပယ်ခဲ့တယ်ဆိုတဲ့သတင်းဒီ Marker ဘက်ကနေပဲရေးသားလာတော့တွေ့ရမယ်။အဲ့တော့ပြောချင်တာဒါခုနကပြောသူကိုဒီ Fly ရထားတဲ့ဒုံရင်းကဒုံရင်းပဲပေါ့နော်။သိတော့မတူစား။အဲ့တော့မမောင်စာဖြစ်နေတဲ့ပြဿနာမမောင်စာဖြစ်နေသေးပဲ။အဲ့တော့ Tottenham Hotspur အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော် Johnny Cardu ဆိုရဲ့အပြောင်းရွှေ့မှာတော့တေချာတာတခုကတော့ခေါ်လို့မရတော့ဘူး။ဘာလို့လဲဆိုတော့ကစားသမားကလက်ရှိမှာ Atletico Madrid ကိုပြောင်းတော့မယ်။ကစားသမား Atletico ထုတ်ကောင်းကျင်ထားတဲ့အပြင် real betis ကိုလည်းဒါ Tottenham Hotspur ပေးတဲ့ဈေးဖြစ်တဲ့ Euro 30ပတ်ချာလဲဝင်ကျင်ကြဒါကျွန်တော်ကာတူးဆိုရဲ့အပြောင်းရွှေ့မှာ betis ကိုပေးချင်မယ်လို့သိရတယ်အဲ့တော့ Spurs တွေဒီနေရာမှာဒါကစားသမားတော့မရသွားခဲ့ပေမဲ့ကြားတီးရတော့ကတော့ပေါင်6တန်းနဲ့9တန်းဥပဒေ Euro 6တန်းနဲ့9တန်းဝင်ကျင်ကြပေါင်5တန်းနဲ့4တန်းဝင်ကျင်ကြဒီကစားသမားအပြောင်းရွှေ့ကနေပြီးတော့ Spurs အနေနဲ့ရရှိသွားမှာဖြစ်တယ်လို့သိရတယ်မှာအဲ့တော့ဒါကတော့ပေါ်ပြီးအပြန်ဟိုအငင်းတော့ငင်းခံလိုက်တာပတ်စံလီတော့ရတယ်ဆိုတော့နည်းနည်းလေးတော့ခံတာတယ်လို့ပဲဆိုရမယ်တဲ့မှာအဲ့တော့ Spurs နဲ့ La Mine Nuya ဒီမှာကစားသမားအပြောင်းရွှေ့ ွေလုပ်မယ်ဆိုရင်တော့နီးပြကိစ္စကိုတော်တော်လေးကိုတည်ရမှာဖြစ်မယ်လို့ပြောလို့ရတယ်။အခုလက်ရှိမှာဒါကျွန်တော်တို့တော်တန်ဟော့စပါတင်တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆူပလာရခဲ့တဲ့တပတ်ရှိပြီ။အပြောင်းရွှေ့ရသည်ဖွင့်ဖို့အတွက်ဒါကျွန်တော်ရပ်ပိုင်းမဲ့လူတော်တဲ့အနေထားမှာရောက်လာခဲ့ပြီ။အဲစပါတင်ရဲ့အခုချိန်ထိဒါကျွန်တော်တို့အနေနဲ့တည်တလောက်ကနီးပြအနေထားကဘာမှကိုတိတ်ပြီးပြောင်းလဲမှုမရှိသေးဘူး။တော်တော်လေးကိုပြောင်းလဲမှုမရှိသေးတဲ့အနေထားမှာရှိ။အဲတော့နီးပြအပြောင်းမှုကျွန်တော်ပြောရရှင်းရှင်းလေးကျွန်တော်ကလည်းလက်ရှိ NG Bose Glue တစ်နှစ်လောက်ကျွန်တော်ကဆက်နေခြင်းနဲ့ဒီမှာပါတယ်။သို့ပေမဲ့တော့ညာလေကျွန်တော်အမြင်ကျွန်တော်ရဲ့တယောက်တစ်ခု honestly အမြင်ရကျွန်တော်ကတော့ဆွေးနွေးရမယ်ဆို င်တော့ဖြုတ်ချင်လဲဖြုတ်တုတ်ချင်လဲတုတ်ကျွန်တော်ကတစ်ခုခုဆုံးဖြတ်တော့ဘာလို့အခုလက်ရှိမှာပြောရမှာဆိုအသင်းကြီး6သင်းရှိတယ်ဟုတ်တယ်ဟုတ်လက်ရှိမှာဒါကျွန်တော်မန်ချက်စတာကျွန်တော်တို့လက်ရှိမှာယူရိုပါလိမှာနိုင်ပြီးတော့ချန်ပီယံလိဝင်ခွင့်မရှိတဲ့ဒါအခုလက်ရှိမှာလာမယ့်နေရာဒီမှာဒါကျွန်တော်ဥရောပဝင်ခွင့်မရှိတဲ့မန်ချက်စတာယူနိုက်တက်တင်တော်မှာမက်သျူးယက်စ်ခေါ်နာကိုတရားဝင်ခေါ်ယူသွားနိုင်ခဲ့ပြီးပေါင်65သန်းလောက်နဲ့ဟုတ်ပြီနော်ဒါလက်ရှိမှာဒါကျွန်တော်တို့ချက်စီးသင်းကလည်းဒါ Iswich Town ရဲ့တိုက်စစ်မှုဖြစ်တဲ့ Liam Delap ကိုတရားဝင်ခေါ်ယူလိုက်ပြီဟုတ်ပြီနော်လက်ရှိမှာ Arsenal သင်းက Zubimendi ကိုပေါင်တန်း60ပေးပြီးခေါ်ယူကြတယ် ဟုတ်တယ်နော်လက်ရှိမှာလစ်ဗာပူးသင်းကဖရင်ပေါင်ကိုခေါ်ရတယ်မကြခင်မှာဖလော်ရီယန်ရစ်ကိုခေါ်ရတယ်အခုလက်ရှိမှာဒါကျွန်တော်တို့တည်ရတော့ကဘောနော်ဒါကျွန်တော်တို့မန်ချက်စတာစီးတီးအသစ်တွေနဲ့ဒါရိုင်ယန်ရှက်ကီတွေ့ကြတယ်မှာဒါကျွန်တော်တို့ အခုလက်ရှိမှာတေချာတကူကဒါ CD dit နဲ့လာမဲ့ညရာဒီမှာဒါ Rhinos ကိုခေါ်ယူဖို့အတွက်တေချာလောက်နေဒီပဲလားဒုတိယဒုတိယမြောက်ကမ်းလှမ်းမှုကိုလည်း AC Milan လက်ခံသွားမယ်ဆိုတော့ကြောင့်ပြောတာသူ့ရဲ့မကြခင် Here we go လေကျွန်တော်တွေ့ရဖို့ရှိအဲ့တော့ပြောချင်တာအသင်းကြီး6တင်းမှာဒါအသင်းတွေအကုန်လုံးကတကယ်ကို work rate လို့ဒီလိုအသင်းကြီး6တင်းမကြည့်နဲ့ Aston Villa အသင်းကလည်းအခုလက်ရှိမှာသူ့အနေနဲ့ဖြုတ်တုတ်တအကုန်လုံးဆရာရှိရလုပ်နေတယ် Tottenham Forest လုံးဆရာရှိရ Newcastle United ကလာမဲ့ညရာဒီအတွက်လည်းသူတို့အနေနဲ့မကြခင် Here we go နိုင်အပြောင်းရွှေ့ရရှိတယ် အပြောချင်တာကတော်တန်ဟော့စပါသိနေခုလက်ရှိမှာပုံမှန်လေးပဲဖလားမူးကောင်မှု18နှစ်42နှစ်ကြာမှာဖလားမူးကောင်မှုဒီကိုရက်တန်ထားနိုင်ခဲ့တယ်။ဘတ်ကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်စိုးရိမ်နေဥစားကဒါပဲ။ကျွန်တော်တို့ဒါလွန်ခဲ့တဲ့ နောက်ဆုံးချန်ပီယံလိဝင်ခဲ့တဲ့မူးမန်မှာခေါ်ယူတဲ့ Windows ရင်းထဲမှာလန်ကလပ်ပါတယ်။ Richelison, Bizuma အဲ့လိုကစားသမားတွေရှိတယ်။အပြန်ကြည့်မယ်ဆိုရင်တော့ဒီနေရာမှာ ဟို Paris အလွတ်ရခဲ့တဲ့ Paris by Fraser Foster ရှိ။အဲ့ပြန်စဉ်းစားကြည့်မယ်လို့ Champion League ဝင်ခဲ့တဲ့တင်းတင်းခေါ်ယူရမယ့် window တခုမဟုတ်ခဲ့ဘူး။ Richarlison ကအဲ့တုန်းကတော့ Euro 360ပြီးပြီးပေါင်360ပြီးပြီးခေါ်ယူခဲ့တာတော့ကျေးဇူးတင်တာမှန်ပေမဲ့တကယ်လည်းပြောရမယ်ဆိုကျွန်တော်အနေနဲ့ statement sign ခဲ့နေအများကြီးလုပ်ရတယ်။ ်ဒီလိုမျိုးအခြေအနေမှာကျွန်တော်တို့ပို့လို့တယ်အခုလက်ရှိမှာဒါယူရိုပါလိဝင်တာဖြစ်ထားတယ်ဒါအပြင်ကျွန်တော်ချန်ပီယံလိဝင်ဝင်ရတာအသက်သက်သက်ဖြစ်တယ်လာမယ့်နေရာဒီမှာဒါကျွန်တော်ဂျားထဲမှာလည်းကျွန်တော်ဩဂတ်လ23ရက်ဒီမှာပဲရစ်စိန်ဂျာမနီဒါမှမဟုတ်အင်တာမီလဲနှစ်သင်းတဲ့ကသင်းတဲ့ဒါကျွန်တော်တို့ချန်ပီယံလိကဲဟိုစူပါကပ်ကံအောင်ပဲအတဖက်ကတော့ပေါ့ဗျ PSG လိုသင်းလာကျွန်တော်ဖင်ဆုံးပါပဲ reality က reality ပဲဟုတ်တယ်ဟုတ်တယ်မကျွန်တော်ပြောတာအပေါ်ချင်တာလက်ရှိမှာနီးပြောက်ဖြုတ်မှလာတုတ်မှလာအခုလက်ရှိမှာဒါကျွန်တော်စူပါကပ်ကိုမကြခင်ကံရအောင်ပဲ pre season နဲ့ကံလက်ရှိမှာဒါကျွန်တော်တို့ဇူလိုင်31ဒါမကြခင်တော့လာမယ့်ဟိုလာမယ့်ຢາໂຕລ ာမဲ့လာမှာဆိုကျွန်တော်တို့ ဟိုအာစနယ်တင်းနဲ့ဒါကျွန်တော်တို့ပြီးပါမှာဘလိုပဲပြပြလုံးဆရာအများကြီးရှိတယ်အခုချိန်လေးဒါအသင်းကဥဒါပေါ်လို့ပဲအခုချိန်လေးဒါအရင်မူးမပြေသေးတာလားဘာလားတော့ကျွန်တော်တို့နေမသိဘူးဒါပေမဲ့တော်တော်လေးကိုဆိုးရွားတဲ့အခြေအနေတခုကိုတော်တန်ဟော့စပါအသင်းကကင်တွယ်နေတာကိုကျွန်တော်တွေ့ရမှာဒါကလုံးဝကျွန်တော်နေမကြိုက်ဘူးအဲ့လက်ရှိမှာခုနပေါ်ဆိုရင်ဒါရှိတဲ့ကိုယ့်လက်ထက်မှာရှိတဲ့ကစားသမားတော့ကိုမခေါ်နိုင်တဲ့အဖြစ်ပြက်ကတော်တော်လေးကိုရုပ်ပေါက်တဲ့အဖြစ်ပြက်လို့ကျွန်တော်ကတော့ကိုယ့်အကူကောက်ချက်ချမိတယ်ကျွန်တော်ကတော့ပုံပုံလေးလေးပြောမှာအဲ့လိုမျိုးလုံးဝလုံးဝလုံးဝကိုသဘောမကျမိတာတော့တရားရကိုင်နှုံးမယ်အဲ့လက်ရှိမှာခုနပေါ်ဆိုစပါ ားသိတဲ့အခုလက်ရှိလာမဲ့နေရာဒီပြောင်းရှိမှုဘာမှမမမမမလုံနိုင်သေးဘူးလိပြပြောင်းလာနေပြောင်းပြောင်းဘူးလားဆိုတဲ့အဖြစ်တခုတော့မသိနိုင်သေးတဲ့မှာပါအဲ့ကိုမရှိမရှိမဲ့ကိုယ့်လက်ထဲကရှိတဲ့ကစားသမားလေးကိုကန်လန့်တဲ့အချိန်မှာတော့မှ okay အဲ့ကစားသမားကန်လန့်မှုနိုင်လားမနိုင်လားဆိုတဲ့ဥစ္စာလေတော်တော်လေးကိုတွေးရဖြေရခတ်တယ်ဥစ္စာအဲ့တော့ကျွန်တော်အောက်မှာ comment ထဲမှာမနေ့ကကိုတယောက်ရေးထားတာတွေ့ရဘူးဟာကိုတိကကျွန်တော်တို့အတင်းကလည်းအလုပ်လည်းမလုပ်ဟုတ်ပါတယ်လုံးဝလုံးမလုပ်လဘိုင်းနေတဲ့အခုချိန်မှာပြောရမယ်ဆိုရင်ဗျာတိလာသူ့ရဲ့သူဝယ်လာတဲ့တမိုင်းချမှာတော့သူ့ရဲ့သူ့ဒါပြောရမယ်ဆိုဒါ FA ဖလားတဲ့ကျွန်တော်ကပူပြောရမယ်ဆိုဟိုကာလင်းဖလားတဲ့ဒီဖလားပူကြည့်တယ်သူ့ ဒီအသင်းကိုဝယ်ယူလာတဲ့တမိုင်းရှောက်ဒီအချိန်လေးကသူ့အတွက်အကြီးမားဆုံးအချိန်လေးဖြစ်တယ်အဲ့ဒီအချိန်လေးမျိုးမှာအသင်းကိုမလုံနိုင်ဘူးဆိုကျွန်တော်နေအများအများဆဆမျှော်မလင့်လို့မရတော့အဲ့တော့ဒါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်ရင်လို့ဆိုရင်အပေါအောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဘူး။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်ရင်လို့ဆိုရင်အပေါအောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဘူး။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြုကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မှာမြင်မြင်နိုင်အောင်ဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါတယ်။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့။ မောင်အောင်တောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြွတော့မှမက်ကလစ်ပြီးကြောင်းရမြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်ဒီပါဗျာ